ကတော်ဒီမမိုက်တော့နိုင်လန်ကြီးလင်းစေပြီစီလံကတော့လည်းပြပြဆောင်နေစေပြီကိုတော်နဲ့တီတွေ့ဖို့နေစေသူတည်ရဲ့နေဝါရဲ့တန်တွေရင်ချလုံးလာစီရန်မမိုက်တော့ကြီး ြုရခြင်းအခန်းကြီး၄တပံမောရှိအားထာဝရဘုရားကသင်သည်ဣဒရီလအမျိုးသားတို့အားဆင့်ဆိုရမည်မှာတရားကိုမသိထာဝရဘုရား၏ပြည့်ညတ်တော်ကိုလွန်ကျူးပြတ်မာ၍မပြုတ်အပ်သောအမှုကိုပြုမိသည့်အရာတွင် ပိတ်သိက်ခံသောယိဘရဟိတ်သည်လူများကိုအပြစ်ထဲသို့တွေးဆောင်၍ကိုယ်တိုင်ပြတ်မာလင်ထိုအပြစ်အတွက်အပြစ်ဖြေရာရစ်ဖို့အပြစ်မပါအသက်ပြိုသောနွားချီကို ပရိတ်သတ်စည်းဝေးရသဲတော်တကနာ သာရပြရှိတော်သူဆောင်ခဲ့၍သာရပြအားဆက်ရမည်ထိုကနွားဤကောင်းပေါ်မှာမိမိလက်ကိုတင်၍ ထာဝရဘုရားရှေ့တော်၌နွားကိုတတ်ရမည်ပေဒီခံသောယေဘရဟိတိနွား၏အသွေးကိုယူ၍ပရိတ်သတ်စည်းဝေးရသေးတော်သူဆောင်ခဲ့ပြီးလင်မိမိလက်ညှိုးကိုအသွေး၌နှိပ်၍တန့်ရှင်းရဌာနတော်ကလကာရှိထာဝရဘုရားရှေ့တော်၌ခုနှစ်ကြိမ်ဖြစ်ရမည်တပန်ယေဘရဟိတိပရိတ်သတ်စည်းဝေးရသေးတော်အတွင်ထာဝရဘုရားရှေ့တော်မှာရှိသောနန္တာပေါင်းမွေကိုမိရှုရာပလင်ဥကျူရို၌နွားအသွေးကိုထည့်၍ကျွင်းတော်အသွေးကို ပရိတ်သတ်စည်းဝေး ရာသဲတော်တကားရှိ၌ရှိသောမင်းရှုရာရစ်ပလင်ခြေရင်းနာမှာတွင်ရမိမိတဟာယရစ်ပြုသောနွားဤ စီဥကိုယူတကဲ့သို့အပြစ်ဖြေရာရစ်ပြူသောနွားအူကိုဖုံးသောစီဥအူနှင့်ဆိုင်သမျှသောစီဥခါအတွင်းသား၌ရှိသောကြောက်ကနှစ်ခုနှင့်ကြောက်ကစီဥကြောက်ကနှင့်တကွအသေးပေါ်၌ရှိသောအမည်တည်းဟုသောနွားစီဥရှိသမျှကိုယူ၍မီးရှို့ရာရစ်ပလင်ပေါ်မှမီးရှို့ရမည်နွား၏ကောင်းခြေတော်အူချင်းနုနှင့်တကွအရေအသားရှိသမျှသောရှိသမျှတည်းဟုသောနွားတကောင် လုံးကိုတပ်ပြင်မှာ ပြာသွင်းထားရာရှဲလင်းသောအရက်တို့ယူသွား၍ခြေအပေါ်မှာမီးရှို့ရမည်ပြာသွင်း၍ထားရာအရက်၌မီးရှို့ရမည်ဣဒရေလအမျိုးသားပရိတ်တအပေါင်းတို့ဒီတရားကိုမသိအကျိုးအပြစ်ကိုမရည်မီပဲ ထာဝရဘုရား၏ပညာတော်ကိုလွန်ကျူးပြမား၍မပြုတ်အပ်သောအမှုကိုပြုမိသည်ဖြင့်အပြစ်ရောက်လျင်ထိုသို့ပြမားမိသောအပြစ်ကိုတည်သောအခါထိုအပြစ်အတွက်ပရိတ်တ်တို့သည်အသက်ပြိုသောနှွားထီကိုပရိတ်တ်စည်းဝေးရသည်တော်ရှိသူဆောင်ခဲ့၍ဆက်ရမည်ပရိတ်တ်တွင် အသက်ကြီးသော သူတို့သည်ထာဝရဘုရားရှေ့တော်၌မိမိတို့လက်ကိုနွားကောင်းပေါ်မှသွင်၍ထိုနွားကိုရှေ့တော်၌တည်ရမည်ပိတိခံသောယုပရောဟိတ်သည်နွားအသွေးကိုပရိတ်တ်စီဝရတဲတို့သို့ဆောင်ခဲ့ပြီးလေမိမိလက်ညှိုးကိုအသွေး၌နှိပ်၍ကလကာရှေ့ ်ထာဝရဘုရားရှေ့တော်၌ခုနှစ်ကြိမ်ဖျက်ရမည်တဖန်ယေဘရဟိတိပရိတစီဝီယာသဲတော်အတွင်ထာဝရဘုရားရှေ့တော်၌ရှိသောပလေဥဂျူတို့၌အသွေးကိုထိတ်၍ကျွန်းတော်အသွေးကိုပရိတစီဝီယာသဲတော်တကားရှေ့၌ရှိသောမိရှုရာယစ်ပလင်ခြေရင်းသားမှတွင်ရမည်နွားစီဥရှိသည်ပြကိုယူ၍ရစ်ပလင်ပေါ်မှာမီးရှို့ရမည် အပြစ်ဖြေရရစ်ပြူသောနွားကိုပြူတကယ်သို့ ထို့နည်းသူဤနွားကိုပြုသည်ဖြင့်ယေဘရဟိတ်သည်လူများတို့အဖို့အပြစ်ဖြေခြင်းကိုပြုလင်းသူတို့အပြစ်လွတ်လိမ့်မည်ထိုနောက်မှနွားကိုတက်ပြင်သို့ဆောင်းသွား၍အရင်နွားကိုမီးရှို့တကဲ့သို့ရှို့ရမည်ပရိတ်တအဖို့အပြစ်ဖြေရာရစ်ဖြစ်သည်မင်းဒီလေတရားကိုမသိမိမိဖျားသခင်ထာဝရဖျားဤပညာတော်ကိုလွန်ကျူးပြမ၍မပြုတ်အပ်သောအမှုကိုပြုမိသည်ဖြင့်အပြစ်ရောက်လျင်မိမိပြမမိသောအပြစ်ကိုတည်သောအခါအပြစ်မပါသော စိတ်တငယ်အထီးကိုပူဇော် ော်တကားဖို့စောင့်ခဲ့ရမည်စိတ်ကောင်းပေါ်မှာမိမိလက်ကိုသင်၍ထာဝရဘုရားရှေ့တော်၌မိရှုရာရစ်ကောင်တက်ရာအရက်တွင်တက်ရမည်အပြစ်ဖြစ်ရာရစ်ဖြစ်သည်ယဘရဟိတီထိုအပြစ်ဖြစ်ရာဤဤအသွေးကိုလက်ညှိုးနဲ့ယူ၍မိရှုရာရစ်ပလင်ဥချူတို့၌ထည့်ပြီးမှကြည့်တော့အသွေးကို ထိုးပလင်ခြေရင်း၌ တွင်ရပြီမိတ္တဟာယရစ်ကောင် စီဥ်ကိုပြုတကယ်သောစီဥ်ရှိသည်မြတ်ကိုရစ်ပလင်ပေါ်မှာမိရှုရမည်ထို့သောယပရောဟိတိမိမိအပြစ်အတွက် အပြစ်ဖြစ်ခြင်းကိုပြုလေသူ၏အပြစ်လွတ်လိမ့်မည်ဇင်ရသာသရောက်သည့်တရားကိုမသိထာဝရဘုရား၏ပြညတ်တော်ကိုလွန်ကျူးပြမှ၍မပြုအပ်သောအမှုကိုပြုမိသည့်ဖြစ်အပြစ်ရောက်လေမိမိပြမှသောအပြစ်ကိုတည်သောအခါထိုအပြစ်အတွက်ပူဇော်တကားဖို့အပြစ်မပါသောစိတ်တငယ်အမှကိုဆောင်ခဲ့ရမည်အပြစ်ဖြစ်ရာရစ်ပြုသောစိတ် ကောင်းပေါ်မှာမိမိလက်ကိုသွေ၍မိရှူရာရစ်ကောင်ကိုတတ်ရအရ၌ထိုးစစ်ကိုတတ်ရမည်ယေဘရဟိတိအသွေးကိုလက်ညှိုးနဲ့ယူ၍မိရှူရာရစ်ပလင်ဥချိုတို့၌ထည့်ပြီးမှကျွန်းသောအသွေးကိုရစ်ပလင်ခြေရင်း၌တွင်ရမည်မိတ္တဟာယရစ်ကောင်စီဥကိုယူတကဲ့သို့စီဥရှိသည်မြတ်ကိုယူ၍ထာဝရဖရာအားမွေးချိန်စရာဖို့ရစ်ပလင်ပေါ်မှာမိရှူရမည်ထိုတို့ယေဘရဟိတိထိုးသူအဖို့အပြစ်ဖြစ်ခြင်းကိုပြုလင်သူ၏အပြစ်လွတ်လိမ့်မည်ထိုးသူငယ်ကို ိုအပြစ်ဖြေရာရစ်ပြုတ်လို့လေအပြစ်မပါတော့အမကိုဆောင်ခဲ့ရမည် အပြစ်ဖြေရာရစ်ပြုတ်တော့တူကောင်းပေါ်မှာမိမိလက်ကိုတင်၍မိရှုရာရစ်ကောင်ကိုတတ်ရအရ၌အပြစ်ဖြေရာရစ်ဖြစ်စေခြင်းကတတ်ရမည်ယေဘရဟိတီထိုရစ်ကောင်အသွေးကိုလက်ညှိုးနဲ့ယူ၍မိရှုရာရစ်ပလင်ဥချူရုံ၌ထည့်ပြီးမှပြန်တော့အသွေးကိုထိုးပလင်ခြေရင်းသား၌တွင်ရမည်မိတ္တဟာယရစ်ကောင် တိုးတငယ်စီအုပ်ကိုပြုတကယ်သို့စီအုပ်ရှိသမျှကိုယူ၍ထာဝရဘုရားအားမိဖြင့်ပူဇော်တကာနှင့်အတူရစ်ပလင်ပေါ်မှာမိရှုရမည်ထို့သောယပရောဟိတီထို့သောပြတ်မှားမိသောအပြစ်အတွက်အပြစ်ဖြေခြင်းကိုပြုလျက်သူ၏အပြစ်လွတ်လည်မည်ဆလနံပါတ်39လူဆုတို့အကြောင်းကြောင့်စိတ်မပူနဲ့မတရားသဖြင့်ပြုသောသူတို့ကိုမညူစုနဲ့အကြောင်းမူကသူတို့သည်မကြာမမြင့်မြတ်ပင်ကဲ့သို့ရိတ် ဖြတ်ချင်းကိုခံရ၍စိမ့်တော်ပြိုးပြီးညှိုးနွမ်းတကယ်သူဖြစ်ရလိမ့်မည်။သာရဖျားကိုလုံး၍ကောင်းသောအကျင့်ကိုကျင့်လော့ပြည်တော်၌နေ၍တစ္ဆာတရားကိုကျက်စားလော့သာရဖျား၌မွေလော့ခြင်းရှိလော့တို့ပြုလျှင်စိတ်နှလုံးအလိုပြည့်စုံရသောအခွင့်ကိုပေးတော်မူမည်။ ကိုအမှုရာကိုထာဝရဖျားနိုင်အလောကိုရုတ်ကိုကူစားလို့သူ့ပြုလေစည်ရင်တော်မူမီတင်းဖြောင်းမှချင်းအကြောင်းကိုအလင်းကဲသူလကောင်းတရားသဖြင့်ပြုခြင်းအရာကိုမွန်းတဲ့ရောင်ချီကဲ့သို့လကောင်းပေါ်ပြတော်မူမီထာဝရဖျားရှိတော်၌ညီဝတ်စွာနေ၍ကိုရုတ်ကိုငတ်လင်လို့မိမိအမှု၌အောင်တတ်တော်သူမကောင်းသောအကြံစီတို့ကိုပြီးစည်းစီတော်သူဤအကြောင်းကြောင့်စိတ်မပူနေအမျက်မထွက်စေနေသောသာစိတ်ကိုစွန့်ပေလေပြမစေခြင်းကတိုက်တွန်းသောစိတ်မရှိစေနေပြမသောသူတို့သည် ပေရှင်းချင်းကိုခံရကြလိမ့်မည်။ထာရပြားကိုမျှော်လင့်တော့သူတို့မူကပြည်တော်ကိုအမွေခံရကြလိမ့်မည်။ခဏကြာပြီးမှမတရားသောသူသည်မရှိရ။သူ၏နေရာကိုစိတ်စိတ်ရှာယူမတွေ့ရ။စိတ်နှိမ့်ချသောသူတို့မူကပြည်တော်ကို အမွေခံ၍များပြားသောငြိမ်သက်ခြင်း၌မွေလျော်ကြလိမ့်မည်။မတရားသောသူသည်ဖြောက်မသောသူတစ်ဖက်၌ကြံစီ၍အံသွားခဲကြိတ်တည်း။သို့တော်လည်းသူ၏နေ့ရက်အချိန်ရောက်မီကိုဖျားရှင်တိမီ၍သူ့ကိုပြုံးရတော်မူ၏။မတရားသောသူတို့သည်ဆင်းရဲငတ်မသောသူတို့ကိုလှဲခြင်းက၎င်း ၆ဘတ်စွာကျင့်တော်သူတို့ကိုတတ်ခြင်းက၎င်းဒါကိုထုတ်၍လေးကိုတင်လက်နေတတ်၏သို့တော်လည်းသူတို့တားသည်သူတို့နှလုံးထဲသို့ဝင်လိမ့်မည်သူတို့လေးသည်လည်းကျိုးကြလိမ့်မည်ဖြောက်မှတ်တော်သူ၌နေသောဥစ္စာသည်မတရားသောတကြီးတို့၌ကျဲဝသောဥစ္စာထက်တာ၍ကြီးစုရှိ၏အကြောင်းမူကားမတရားသောသူ၏လက်ယုံသည်ကျိုးရလိမ့်မည်ဖြောက်မှတ်တော်သူကထောက်ရဖျားမှဆတော်မူ၏ဖြောက်မှတ်တော်သူ၏နေ့ရက်ကာလကိုထောက်ရဖျားတိမှတ်တော်မူ၍သူတို့၏အမွေဥစ္စာသည်အစင်မြေ တည်ကြလိမ့်မည်သူတို့သူတို့သည်ခေရင်သောကာလ၌မျက်နာမပြည့်အစာခေါင်းပါသည့်ကာလ၌ဝါစွာစားရကြ၏မတရားသောသူတို့မူကားပျက်စီးခြင်းတို့ ရောက်ရကြ၏မည်သာရပြားဤရန်သူတို့သည်ကြက်စားရအယက်ဤအတရေကဲ့သို့ ဆုံး၍မိခိုဖြစ်လက်ကွယ်ပြောက်ကြလိမ့်မည်မတရားသောသူသည်ချင်းခါ၍မဆက်ပေနိတ္တဤဖြတ်မှတ်သောသူတို့မူကတဏှာသောစိတ်ရှိ၍ပေးတတ်ဤကောင်းချီးပေးတော်မူခြင်းကိုခံရသောသူသည်ပြည်တော်ကိုအမွေခံရလိမ့်မည်ဂျိန်တော်မူခြင်းကိုခံရသောသူမူကပယ်ရှင်းခြင်းသို့ရောက်ရလိမ့်မည်ကောင်းသောသူဤခြေရာတို့ကိုထာဝရဘုရားသည်ပေ့ပြင်၍သူတော်ရာလမ်းကိုနှက်သက်တော်မူဤထိုသူသည်လဲတော်လဲဆုံးရာသို့မရောက်ရအကြောင်းမူကထာဝရဘုရားသည်သူဤလက်ကိုကင်မတော်မူဤ ဖြောင်းမတော်သူသည်စွန့်ပစ်ခြင်းကိုခံရသည့်အကြောင်းသူ၏သားမျိုးတို့သည်တောင်း၍စားရသည့်အကြောင်းကိုငါသည် အသက်ပြူသည့်ကာလမှဆက်၍အိုးသည့်တိုင်အောင်မမြင်စဘူးသူသည်အစဉ်တနာသောစိတ်ရှိသည်နှင့်တူတပါတို့အား ချေငါတက်တည်ဖြစ်၍သူ၏တာမီတို့သည်ကောင်းကြီးမင်္ဂလာကိုခံရကြ၏သူဆက်ကိုလွှဲချောင်၍သူဆက်ကိုပြုလောသူပြုလျက်အစင်မြဲနေရလိမ့်မည်ထာဝရဘုရားသည်တရားကိုနှက်တတ်တော်မူ၏မိမိတန်ရှင်သူတို့ကိုလည်းစွန့်ပြစ်တော်မူမူသူတို့သည်စောင့်မတော်မူခြင်းကိုအစင်မြဲခံရကြလိမ့်မည်မတရားသောသူ၏တာမီတို့မူကား ပယ်ရှင်းခြင်းကိုခံရကြလိမ့်မည်။ဖြောင်မတ်တော်သူသည်ပြည်တော်ကိုအမွေခံ၍အစင်မြဲနေရကြလိမ့်မည်။ဖြောင်မတ်တော်သူ၏နှုတ်သည်ပညာကိုမြှုပ်ဆို့တတ်၏။သူ၏ရှာသည်လည်းတရားသော စကားကိုပြောဆိုတတ်၏။ ထာဝရဖယားဤတရားတော်သည်သူ၏စိတ်နှလုံးထဲမှတည်တည်ဖြစ်၍သူသွားသောအခါမချုံမလဲရာမတရားတော်သည်ဖြောင်းမတ်တော်သူကိုချောင်းမြောင်၍တတ်ခြင်းကရှာကြံတတ်၏သို့တော်လည်းထာဝရဖယားသည်ထိုသူ၏လက်၌ဖြောင်းမတ်တော်သူကိုစွန့်ပစ်တော်မူမည်မဟုတ်အစိတ်ခံရသောအခါအပြစ်စီရင်တော်မူမည်မဟုတ်ထာဝရဖယားကိုမျောလင့်၍လမ်းတော်ကိုရှောက်သွားလော့ပြီးတော်ကိုအမွေခံရသောအခွင့်နှင့်ချီးမြှောက်တော်မူမည်မတရားတော်သူတို့ ရှုံရှုံချင်းကိုတင်သည်ကြည့်မြင်ရလိမ့်မည်မတရားသောသူသည်အစိုးတရားပြုတ်၍ပေါရင်အရက်မှကြီးပွားသောတိတ်ပင်လန်လန်ရှိတကဲ့သို့ကိုကိုကိုပြန့်ပွားစေသည်ကိုငါမြင်ရတော့လဲနောက်တစ်ဖန်သူသည်ရွေ့သွား၍ကောက်ပြောက်၏သူကိုလည်းငါရှာ၍မတွေ့ရစုံလင်ချင်းတရားကိုစောက်ရှောက်လော့ဖြောက်မှတ်ချင်းတရားကိုကြည့်ရှုစင်ခြင်းလော့ထို့သို့ပြုတော်သူသည်အစုံနိုင်ငြိမ်တဲ့ခြင်းကိုခံစားရလိမ့်မည်ပြမသောသူအပေါင်းတို့သည်ပျက်စီးခြင်းတို့ရောက်၍မတရားသောသူတို့သည်အစုံနိုင် ပေရှင်းခြင်းကိုခံရကြလိမ့်မည်။ဖြောင်းမတ်တော်သူတို့၏ကယ်တင်ခြင်းအမှုကိုထာဝရဘုရားစီရင်တော်မူ၏။ပေရောက်တီကာလ၌သူတို့ခိုလုံရာဖြစ်တော်မူ၏။ထာဝရဘုရားသည်သူတို့ကိုမှအစကယ်တင်တော်မူမည်။ယုံကြည်ခိုလုံသောကြောင့်မတရားသော သူတို့လက်မှနှုတ်ယူကယ်တင်တော်မူမည်။ဓမ္မနဝတ္ထုအခန်းကြီး25 ဖေဒုံမင်းဒီထိုပြည်တို့ရောက်ရက်၃ရက်ရှိသောအခါဂေဒရီမြို့မှဂျေရုဆလင်မြို့သို့တက်သွား၏ထိုအခါယေဘရဟိမမင်းမဆရွေယူဒလူအကြီးငယ်တို့သည်ဘောလုံးကိုတတ်ခြင်းကလန်နာ၌ချောင်း၍နေမိဟုအကြံရှိသည်နှင့်ဘောလုံး၏အကြောင်းကိုကြားလျှောက်တောင်းပန်၍သူကိုဂျေရုဆလင်မြို့သို့ဆေလွှတ်တော်မူမီအကြောင်းအတနာတော်ခံကြ၏ဖေဒုံမင်းကလည်းဘောလုံးသည်ဂေဒရီမြို့၌အချုပ်ခံလက်နေရ၏ ထိုမြို့တို့များမကြငါကိုတိုင်သွားမီတင်တို့သည်တန်နိုင်တင်တို့သည်တန်နိုင်တော်သူတို့သည်ငါနှင့်အတူလက်၍ထိုသူ၌အပြစ်ရှိလေအပြစ်တင်ကြစေဟုပြောဆို၏ထို့နောက်ဆယ်ရက်လောက်နေပြီးမှကဲဒရီမြို့သို့ရောက်၏တွား၍နှက်ဖြန်နေ၌တရားပလင်ပေါ်မှာထိုင်၍ဘောလူကိုခေါ်ချေဟုအမိန်ရှိ၏ဘောလူရောက်သောအခါဂျေရုဆလင်မြို့မှလာသောယူဒလူတို့သည်ဝန်းရံလက် တက်တည်မပြနိုင်ပဲလေးစွာသောအပြစ်များတို့ကိုပေါ်လို့အပေါ်၌တင်ကြ၏ဘောလုံးကလည်းအကျွန်ုပ်သည်ယူသားတရားကိုမပြစ်မှားပါဗိမာန်တော်ကိုမပြစ်မှားပါကေတာပင်ကိုမပြစ်မှားပါဟု၍အပြစ်ဖြေရာစကားကိုပြောလေ၏သို့သောလည်းဖေတော်မင်းကသင်သည်ဂျေရုဆလင်မြို့သို့သွား၍ ငါရှိမဤအမှုစီရင်ခြင်းကိုခံမီလောဟုယူတလူတို့ကိုကျေးဇူးပြုလူသောစိတ်ရှိလက်ပေါ်လိုအမေဤပေါ်လိုကလည်းကဲတာပင်ဤတရားပလင်ရှိမှကျွန်ုပ်ရက်ပါဤဒိုပလင်ရှိမှကျွန်ုပ်မှုကိုစီရင်အပ်ပါဤကိုရောသည်အမှန်တိတော်မူသည့်အတိုင်းအကျွန်ုပ်သည်ယူတလူတို့ကို အလဲမပစ်မှပါအကျွန်ုပ်ပြမှ၍တေထိုက်တော့အပြစ်အပြစ်ကို ပြုမိသည်မှန်လင်တေပြီးကိုအကျွန်ုပ်မရှောင်ပါ ထိုသူတို့တင်သောအပြစ်တစုံတစ်ခုမြမမလေးသူတို့လက်တော့အကျွန်ုပ်ကိုအဘယ်သူမှမစွန့်မအားရပါကဲတာဘရင်ဤအယူတော်ကိုခံပါမိဟုရှောက်ဆို၏ထိုခါဖေတို့မင်းသည်တိုင်ပင်ဖက်တို့နဲ့တိုင်ပင်ပြည်လင်းတင်းသည်ကဲတာဘရင်ဤအယူတော်ကိုခံရပါမိဟု ဆိုသလိုကဲတာဘရင်ထံတော်သို့တွားရမည်ဟု ဆို၏ထို့နောက်များမကြအကိပ္ပမင်းကြီးသည်မိမိခင်ပွန်း ေရနိတ်နဲ့နဲ့တကွဖေတုမင်းကိုနှုတ်ဆက်ခြင်းကကဲတရီမျိုးတို့ရောက်လာ၏အန်တန်ကလန်နေပြီးမှ ဖေတုတ်မင်းဒီဘောလို့ဤအကြောင်းကိုမင်းကြီးအားကြားပြောဒီမှာ ဖေလစ်မင်းဒီအချင်းသားရစ်စီသောလူတယောက်ရှိ၏ဂျေရုဆလင်မြို့၌အကျွန်ုပ်ရှိသောအခါယုဒယေဘရောယေဘရောဟိတ်အကြီးတို့နဲ့ယုဒအမျိုးအကြီးအကဲတို့သည် ထိုသူဤအကြောင်းကိုကြားလျှောက်၍အပြစ် အလျောက်စီရင်ပါဟုတောင်းပန်ကြလင်ကျွန်ုပ်ကလည်းအပြစ်တင်ခြင်းကိုခံတော်သူသည်အပြစ်တင်တော်သူတို့နဲ့မျက်မှောက်တွေ့၍မိမိနဲ့တင်တော်အပြစ်ကိုဖြေရသောအခွင့်မရှိမီအဘယ်သူကိုမျှအသေးခံစေခြင်းကမဆွတ်မအာရဟုယောမထုံးစံရှိကြောင်းကို ပြောဆို၏ထို့သူတို့သည်ဤမြို့သို့ရောက်သောအခါကျွန်ုပ်ဒီမဆိုင်မလင်ပဲနက်ဖြန်နေတဲ့တရားပလင်ပေါ်မှာထိုင်၍သူသူကို ခေါ်စေ၏သူကိုအမှုလုတော်သူတို့သည်လာကြလင်အကျွန်ုပ်အကျွန်ုပ်အထက်ကထင်မှတ်တော်အဖြစ်သုံးတစ်ခုမြမတင်ပဲလေမိမိပါတာနဲ့၎င်းယေရှုအမည်ရှိသောတေးပြီးသောသူတယောက်နဲ့၎င်းရှင်တော်ပု္ပ္ပာမေကိုအကြောင်းပြု၍အပြစ်တင်ကြ၏ထိုယေရှုသည်အသက်ရှင်လက်ရှိသည်ဟုပေါ်လူဆိုတတ်၏ထိုပု္ပ္ပာအမည်ကိုကျွန်ုပ်သည်မကြွသောကြောင့်ပေါ်လူအားလည်း သင်သည်ဂျေရုဆလင်မြို့သို့တွား၍ဤအမှုစီရင်ခြင်းကိုခံမီလောဟုမေးလင်ဘောလူသည်ဘုံကြည်တော်မူသောပင်ဤအယူတော်ကိုခံလို၍မိမိကိုချုပ်ထားစေခြင်းဟာတောင်းပန်သောကြောင့်သူကဂေတာပင်ထံတော်သို့မစေလွတ်မီတိုင်အောင် ချုပ်ထားစေခြင်းကကျွန်ုပ် CND ဟုဖေတုံမင်းသည်ပြောဆို၏အကိပ်ပါမင်းကလည်းသူဤစကားကိုကျွန်ုပ်ဒီကိုယ်တိုင်နားထောင်ခြင်းပွဲဖြစ်သည်ဟုဆိုလေဖေဖေတုံမင်းကနှက်ဖြန်နေ၌သူဤစကားကိုနားထောင်ပါလို့ဟုဆို၏နှက်ဖြန်နေ၌အကိပ်ပါမင်းနှင့်ပေရနိတ်တို့သည်များစွာသောဂုံအသေးကိုဆောင်းလက်စစ်သူကြီးတို့မှဆက်၍ထိုမြို့၌ထင်ရှားတော်သူများတို့နှင့်တကွအိန်တော်တို့ အိမ်တော်ဥတို့ဝင်ကြလင်ဖေတုံမင်းသည်ဘောလိုကိုဆောင်ခဲ့စေ၏ဖေတုံမင်းကလည်းအကိတ်ပမင်းကြီးမှာစာရွက်ရခုရှိတော်လိုအပေါင်းတို့ ဤသူကိုကြည်ကြပါလောဂျေရုဆလင်မြို့၌၎င်းဤမြို့၌၎င်းယူဒလူများအပေါင်းတို့သည်ဤသူဤအကြောင်းကိုကျွန်ုပ်အားရှောက်၍သူသည်ခဏများအသက်မရှင်ထိုက်ဟုဟစ်ကြ၏သူသည်ဒိတ်ထိုက်သောအပြတ်မပြုကြောင်းကိုကျွန်ုပ်တိမြင်၍၎င်းသူသည်ပုံကြီးတော်မူသောဘုရင်၏ယူတော်ကိုခံပါမိဟုဆို၍၎င်းသူကိုအထံတော်သို့စေလွတ်စေခြင်းကကျွန်ုပ်စီရင်၏သူ၏အကြောင်းကိုရေးထား၍ရှင်ပယံထံတော်သို့ ပေးလိုက်စရာဖို့တေချာသောအကြောင်းတစ်စုံတစ်ခုမြကျွန်ုပ်၌မရှိထို့ကြောင့်တင်တို့သည်သူ့ကိုစစ်ကြောပြီးမှကျွန်ုပ်ရေး၍ပေးလိုက်เสียအကြောင်းရှိစီခြင်းကသင်တို့ရှိနေ၎င်းအကိပ္ပမင်းကြီးအထုရဖြစ်ကိုတော်ရှိနေ၎င်းသူကိုကျွန်ုပ်ထုတ်၍ပြအီအကြောင်းမူကားအကျဉ်းခံတော်သူကိုအပြစ်မပြဘဲစေလွှတ်တော်မလျော်မသင့်မီထင်ပါသည်ဟုဆို၏